တော်တော်ရဲ့၆သွင်းနေတဲ့တစ်ပင်လေးတစ်ပင်မှာဘောဝါစာကလေးမလေးကသူ့ရဲ့ကလေးတွေနဲ့အတူနေထိုင်တော့တာပေါ့သူတို့စီမှာနေစရာအိမ်ကောင်းကောင်းလေးတစ်လုံးမရှိသလိုဘောဝါလင်လင်လည်းမစားတော့ပါဘူးပေါ့ကူကူမီနီအမေဒီနေ့လည်းဘာမှရှာမလာနိုင်ခဲ့ဘူးတော်ရဲမှာတစ်သေးရလည်းမရှိတော့ဘူးရှားနေပြီဘာမှမဖြစ်ပါဘူးမမေသမီးတို့ဘိုက်ဟောင်းလုံးနဲ့ပဲအိတ်လိုက်ပါမယ်မဟုတ်တာသမီးရဲ့မမေတခုခုလောက်ပါမယ် အဲ့နာအနီးတစ်ဝိုက်ကတစ်ကိုင်းပေါ်မှာကာလူကြီးကန်းနဲ့တင်းနေကြီးကန်းမလေးတို့ကထိုင်တိုင်းနဲ့ဘဝစာကလေးမလေးကိုကြည့်ပြီးတော့ရှင်နေတော့တာပေါ့အခုချိန်นี่ဘဝမှာနေစရာအိမ်မရှိသေးဘူးပေါ့လေอืมကြည့်ရတာတစ်ပင်ကိုယ်တိုင်းကသူ့ရဲ့ကန်းကိုကြည့်ပြီးတော့စိတ်ညစ်နေရတဲ့တူပါရဲ့သူ့ရဲ့ကလေးတွေကလည်းအားနေပြီးတော့ညစ်လေညစ်ပတ်နေသေးတယ်စကားပြောဖို့တော့အားမရှိတော့ဘူးနဲ့တူတယ် ကိုကတော့အဲ့ဒါကိုရည်ကျင်နေတာဒီလောက်ချုံမြပြီးတော့အသေးတွေအများကြီးသိရဲ့စပြစ်ပင်ပေါ်ကနေပေမဲ့လည်းသူ့ရဲ့ကံကမကောင်းတော့အပင်မှာအသီးမသိတော့အဲ့ဒီချိန်မှာဘူဘူလို့ခေါ်တဲ့ကြီးကန်းတစ်ကောင်ကရောက်လာပြီးတော့ပြောလိုက်တော့တယ်အကိုတို့ရေကျွန်တော်အထင်တော့တချို့သောစာကလေးမလေးတွေကငိုဖို့အတွက်ပဲဖွားမြင်လာကြတာသူတို့ဘလောက်ပဲစူးစမ်းစူးစမ်းအဆုံးကြရင်ဖြောင်းပြန်ဖြစ်ကုန်တာကြည့်ပဲတည့်ရတော့ငါတွေးလိုက်သေးတယ်သူကမြေကြီးပေါ်မှာပြုတ်ကျနေတဲ့တစ်တီးတွေကိုကောက်နေတာ မသိရင်တော်တဲ့အမိုက်တွေကိုလိုက်စုနေတဲ့အတိုင်းပဲငါအယောင်သနာမိတာနားထောင်တင်နေဒီလိုကျင်းကတ်တွေကိုတော်တဲ့ကနေမောက်ထုတ်ဖြစ်တင်တာမဟုတ်ရင်ငါတို့ရဲ့တော်ရဲ့သိခါပါကြဆင်းသွားလိမ့်မယ်ဒီတော့မှငါတို့လိုမျိုးချမ်းသာတဲ့ကျင်းကတ်တွေပဲနေတင်တာဟုတ်တယ်ငါတို့ရဲ့စပစ်တော်လေးကအရင်အထက်ပို့ပြီးတော့တောက်ပတင်တာမနေ့ကတော့ချက်တူရေးကပြောနေသေးတာကာလူကြီးကန်းကအနာကက်ကအရောက်တောက်ပနေအောင်ပါတဲ့စာကလေးမကတော့တဘောအလုံးဒုက္ခခံအောင်ပါပေါ့လေ တို့ကြည့်ပါဦးတရက်တွေကိုချီဖို့ကြိုးစားနေတာမသိရင်အိမ်ဆောင်နေတယ်ပေါ့လေသူ့တက်ကအတိုက်တောင်အိမ်မထဲမှာပဲရှိနေတော့မှာတရက်ကြငါတို့၃ယောက်ပေါင်းပြီးတော့ဘဝရဲ့ကလေးတွေကိုရိုတီနဲ့ပြစ်ပအောင်မှာပဲသူတို့ကတော့ကုညီပေးတဲ့ချိန်မျိုးကျေးဇူးတော်တင်သွားအောင်မှာအဲ့ညမှာပဲဘဝစာကလေးမကငိုနေတဲ့ချိန်သူ့ရဲ့အရှိမအလေးနဲ့နေရရောက်လာတော့တယ်ဘဝ ငါနဲ့စိတ်သဘောထားပြည့်စုံမှုကြောင့်ဒီလိုရောက်လာခဲ့တာဒီမှာယူလိုက်အဲ့ဒါမော်စပြည့်ပြင်ရဲ့အစိတ်လေးမြဆိုင်ချင်တဲ့နေရာမှာစိုက်လိုက်အဲ့နေရာမှာနင့်ရဲ့ကိုယ်ပိုင်အိမ်လေးရှိလာလိမ့်မယ်မော်စပြည့်ပင်လေးပေါ့လက်သမီးလေးရေတကယ်လားယင်ဟုတ်တာပေါ့အခုတော့မှတ်ထားနော်အဲ့ဒီအိမ်မှာသဘောထားပြည့်ဝတဲ့သူတွေကပဲနေထိုင်နိုင်မှာအဲ့ဒီနောက်မှာတော့ဝဝါစာကလေးမလေးကမော်စပြည့်ပင်အစိတ်လေးကိုစိုက်လိုက်တော့တာပေါ့ မကြာခင်မှာပဲအရန်လှပါတဲ့စပြစ်အိမ်လေးတစ်လုံးကထွက်ပေါ်လာတော့တယ်။အဲ့ရဲ့နဲ့ရဲ့နဲ့အပြင်ခေါမိုးတွေကခြုံငင်းနဲ့စပြစ်သီးရည်နဲ့ဆောက်လုပ်ထားကြတာပေါ့။အမေကြည့်ပါဦးအိမ်လေး။နှစ်သမီးလေးရဲ့ကောင်းချီးပေါ့တမီးရဲ့အခုကစပြီးတော့အမေတို့ဘာမှမစားဘဲနဲ့နေစရာမလိုတော့ဘူး။နောက်နေ့မနက်မှာတော့ဘာပြောလိုက်တယ်ဘဝစီမှာစပြင်းနဲ့ဆောက်ထားတဲ့အိမ်ရှိရဲ့ဟုတ်လားလိုချင်လိုက်တာတာကြည့်အောင် ကျမတို့ညောက်ကသူ့ရဲ့ဆွေမျိုးတွေလို့ပြောပြီးတော့ကြားကြရအောင်မျက်နှာဖုံးတက်ပြီးတော့ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့လိမ့်ငယ်ရင်းနဲ့အိမ်မှာနေခွင့်တောင်းလိုက်တော့တယ်ကောင်းပါပြီတကယ်ဟုတ်ပဲအကူအညီလိုနေရဆိုရင်တော့နေလို့ရပါတယ်သူတို့ညောက်ကအိမ်ထဲကိုဝင်လိုက်တဲ့အချိန်မှာပဲစပြစ်သီးတွေကခြောက်သွားတော့တယ်နေရနေလဲပြိုကျလာပြီးတော့တအိမ်လုံးနဲ့တုံလုံးလာတော့တယ်အဲ့ဒီချိန်မှာပဲနေသမီးလေးကရောက်လာတော့တယ်စိတ်ထားမကောင်းတဲ့သူတွေကိုဒီအိမ်ကနေလက်မခံနိုင်ဘူးထွက်သွားကြတော့ ကျမတို့ခွင့်လို့ပေးပါနော်လိုချင်တဲ့ဆဲကြောင့်မလို့မျက်ကန်တယောက်ဖြစ်သွားခဲ့တယ်သူတို့နှစ်ယောက်ကအိမ်ပေါ်ကနေထွက်သွားလိုက်တဲ့အချိန်မှာပဲအိမ်ကနေပြန်ပြီးတော့တောက်ပသွားတော့တယ်နောက်နေ့မနက်မှာတော့တောကကျင်းငက်တွေအားလုံးကဆုဝေးလာကြတော့တယ်ညီမဘဝကြီးအိမ်လေးကတောရဲ့အလှတရားလေးပဲတကယ်တော့ဒီအိမ်လေးကနတ်သမီးလေးရဲ့တပားရဲ့ကောင်းကြီးလေးပြီးတော့အကိုညီမလေးကအတူတူပေါင်းပြီးတော့ပြည့်ပြည့်ရှင်းရှင်းစားတော့နေကြတာ တနေ့ဘဝပို့ပြီးတော့နာမည်ကြီးလာနေပြီကိုတို့ကတော့ဘသူမှအရင်လိုခယုံဆိုင်ကြတော့တခုခုလုံးမှဖြစ်တော့မယ်ကျမလေးပေါ်ပညာတက်တဲ့မွေးတကောင်ကိုသိတယ်အဲ့ဒီမွေကရိုးရိုးမွေမဟုတ်ဘူးအသွင်မြောင်းမွေတဲ့ရှင်ကျမတို့ကိုတေချာပါကူညီပေးလိမ့်မယ်ကာလုံးနဲ့တင်တင်ကြီးကမလေးတို့ကအသွင်မြောင်းမွေကိုခေါ်လိုက်တော့တယ်မွေကလည်းဂူထဲကနေထွက်လာတော့တာပေါ့အဲ့ဒီမွေရဲ့အကြီးကအမုန်းနေနဲ့ပြည့်နေနေတော့တယ် အမှန်တရားတွေနဲ့တိဆောက်ထားတဲ့အိမ်ကိုဖျက်ဆီးဖို့ဆိုရင်မင်းတို့ငါးစီကိုလာတာမှန်သွားတယ်။ငါမင်းကိုအစစ်တစေပေးမယ်။အတူအောင်စပြေးစစ်တစေ။အဲ့ဒီအစစ်ကိုစိုက်ပြီးတော့ရလက်ကိုအေးစေးထိုင်ကြည့်တော့နောက်နေ့တရံနေထွက်လာတဲ့အချိန်မှာပဲကာလူကြီးကန်းကမွေမဲကြီးပေးလိုက်တဲ့စပြေးစစ်ကိုစိုက်ပြုတ်လိုက်တော့တာပေါ့။ဆက်လိုက်တဲ့အချိန်မှာပဲထဲကနေစပြေးအိမ်လေးတအိမ်ကထွက်ပေါ်လာတော့တယ်။အထဲထဲမှာတော့ပုတ်သွင်းနေတဲ့စပြေးသီးရည်နဲ့ပြည့်နေနေတော့တာပေါ့။ ဟိုးကိုကာလူမိုက်လိုက်တာနော်လုံးဝဝဝရဲ့အိမ်ထဲတူတယ်။음ဒါမဲ့ဝဝရဲ့အိမ်ထက်တီအိမ်ကပုံပြီးတော့ကြီးပြီးတော့လှတယ်။တော့အချင်းကတည်းအားလုံးကလည်းတီအိမ်ကိုလိုချင်လုံးလိုယူနေကြတော့တော့မှငါလိုချင်တာလဲဒါပဲလေအမှန်တိုင်းပုံမဲသူမြေရပဲအနိုင်ရပြီးတော့စိတ်ထားကောင်းမှုကရှုံးနေရလိမ့်မယ်ချင်းကတည်းကသူ့ရဲ့အိမ်ကိုမတော်ခင်မှာဒီအိမ်ကိုရောက်လာရင်သူ့ရဲ့တနာစရာကောင်းတဲ့မျက်နှာလေးက အိုးပြောင်းဖို့ကောင်းလိုက်တာကျမတော့သူချေခွဲတာကိုမြင်မြန်လေးချစ်ကျင်နေပြီအခုချိန်ဒီကျင်းကတွေအားလုံးကသူ့ကိုအထင်ကြီးနေကြတာမဟုတ်လားဘဝရဲ့အိမ်လေးကဘလောက်တောင်လှတာသူကဘလောက်တောင်စိတ်ထားကောင်းတာခုတော့ကြည့်ကြသေးရပေါ့อืมအဲ့ရမှာဘဝလည်းအမြင်မှန်ရမှာလောကကြီးမှာနေရာရဖို့ဆိုရင်ချိုးသားပြီးတော့ချိုးစားနေလို့မရဘူးအုံနောက်ကိုတုံးပြီးတော့အကောက်ကြံမှုကရေးကြည့်တယ် ်ပွဲကြည့်ဖို့တော့အချိန်တန်ပြီတင်နေရဲ့သူရဲ့အချစ်သူ့ရဲ့ကြိုးစားမှုသူ့ရဲ့ရိုးသားမှုတွေအားလုံးကဒီစပြစ်အိမ်လေးကြောင့်ပျက်စီးသွားလိမ့်မယ်အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကအားပါတရားရေးလိုက်ကြတော့တယ်အဲ့ဒီအချိန်မှာပဲလေပြင်းလေးတစ်ချက်ကတိုက်လာပြီးတော့စပြစ်အိမ်ကြီးတစ်ခုလုံးတုံ့လောက်သွားစေတော့တာပေါ့အဲ့နောက်မှာတော့စပြစ်သည့်အပုတ်တလုံးကပြုတ်ကျလာတော့တယ်အဲ့စပြစ်သည့်ကအရန်ကိုနန်းနဲ့အနံ့နဲ့လဲထွက်ပေါ်လာတော့တယ်ဒါပေမဲ့ကာလုနဲ့တင်တဲ့နှောင်းကလှစ်လို့ရှုပ်ပြီးတော့ဝမ်းသာနေကြတော့တာပေါ့ နောက်နေ့တရက်မှာတော့ကျင်းငတ်တွေကစပြစ်တီးအိမ်ကိုရောက်လာကြတော့တယ်။ဒါကဘာလဲဟာမနေ့တုန်းကတော့တောထဲမှာစပြစ်အိမ်ကတအိမ်ပဲရှိတာပါ။အခုမှဘလို့ဖြစ်ပြီးတော့နှစ်အိမ်ဖြစ်သွားတာလဲ။အမှန်တမ်းပြောရရင်ငါလည်းဝင်မခွဲတတ်တော့ဘူး။ဘယ်အိမ်ကအစ်စ်လဲအတူလဲမသိတော့ဘူး။နှစ်အိမ်လုံးကတပုံစံနဲ့ပဲ။ဒီအိမ်ကအစ်စ်လေဘဝကနှစ်သမီးစီကနေမှော်ရီကိုခိုးယူခဲ့တာ။အာမဟုတ်ပါဘူး။ဒါဘာမှမခိုးဘူး။ ကျင်းကတဲ့အားလုံးကလည်းဝေခွဲမိရဖြစ်သွားခဲ့တယ်။ဘသူကမှန်လဲမှားလဲဆိုတာဝေခွဲမိရဖြစ်သွားကြတော့တယ်။တကယ်ပဲဘဝစာကလေးမလေးကခိုးယူခဲ့ရလား။အဲ့ဒီအချိန်မှာနသမီးလေးကအဲ့ဒီနေရာကိုရောက်လာတော့တယ်။ဘယ်အိမ်ကအစ်စ်အတုဆိုတာဒီနေ့ညမှာပဲပေါ်လွင်ရလိမ့်မယ်။အိမ်နဲ့အိမ်လုံးကိုတညထဲမှာပဲစစ်ဆေးမယ်။နောက်တစ်ဖက်မှာတော့မွေမဲကြီးကပုန်းခုပြီးတော့ဖြစ်စဉ်တွေကိုကြည့်နေရပေါ့။ငါ့ရဲ့အိမ်ကအကောင်တိုင်းရှိနေအမှန်တရားအမြဲတမ်းအတွက်ဆုံးရှုံးသွားလိမ့်မယ်။ အဲ့လိုနဲ့ပဲညှောက်ရောက်သွားတော့တယ်။တညာလုံးမိုးတွေချိန်နေပြင်းတွေအားတိုက်ပြီးတော့မိုးတွေတိတ်ထန်စွာရာသွန်းလာတာကြောင့်ကာလူတို့ရဲ့အိမ်ကပျက်စီးသွားပြီမဲ့ဘဝစာကလေးမရဲ့အိမ်ကတော့အကောင်နိုင်ရှိနေရပေါ့။တောင်းမမာရဲဘဝငါတို့ကိုခွင့်လွှတ်ပေးပါနော်တကယ်တော့ညီမကတီတော့ရဲ့မိခင်ပဲအင်းမိခင်ဖြစ်တာလွယ်တဲ့လို့မဟုတ်ဘူးနာကျင်မှုတွေကိုတွေးကြုံနေသူကတာစစ်မဲနဲ့အိမ်ကိုစောင့်လုပ်နိုင်တာလူသားတွေကအမားနဲ့မကင်းဘူးဆိုတာကိုသိပါတယ် ဒါပေမဲ့ကျင်းရက်တွေကဒီလောက်တောင်ရက်ဆက်နိုင်မယ်လို့တော့မထင်တော့ဘူး။ငါနေတော့စိတ်မဆိုးပါဘူးတင်နေ။ငါရဲ့လောက်ရက်ကနေ့ရဲ့အိမ်ကိုဖျက်ဆီးဖို့နေ့တိုက်ခါကြအောင်လုပ်ဖို့ဘာမှဆိုလုပ်ခဲ့တယ်။ဒါပေမဲ့လည်းနေကငါတို့ကိုခွင့်လို့ပေးခဲ့တယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့နေကငတ်နေတဲ့သူမလို့လေကာလူ။ငတ်နေတဲ့သူကိုအစားအစာပေးတာကုသိုလ်အများဆုံးပဲ။စပြစ်အိမ်ကငါ့ကိုဒါတွေတင်ပေးခဲ့တာ။နောက်နေ့တည့်ရက်မှာတော့ကျင်းရက်တွေအားလုံးကမြစ်ကန်းသားကိုရောက်လာတော့တယ်။ ငါတို့အားလုံးတွေ့ခဲ့ရတယ်။အမှန်တရားအများနဲ့အောင်မြင်တယ်။အင်းတော့ပဲမဟုတ်ဘူး။ဒီလောကကြီးမှာတိတ်ခါရှိတဲ့လူတယောက်ဖြစ်ချင်နေဆိုရင် စိတ်သဘောထားပြေဝဖို့ကလည်းလိုတယ်။အဲ့ဒီအပြင်တခြားသူတွေကိုလည်းချစ်ချင်းမြတ်တာနဲ့အမှန်တရားတွေသိအောင်သင်ပြပေးနိုင်တဲ့သူဖြစ်ရမယ်။ကိုဒီနေ့ကြံရည်ထဲမှာတခြားရောထည့်ပြီးတော့ဖြောလိုက်မယ်။အဲ့ဒါဆိုရင်ကိုယ့်ရဲ့ကြံရည်က ပုံပြီးတော့ချိုးသွားလိမ့်မယ်။ ်ပေကျင်းကကမသိမှာမဟုတ်ကိုကလူရေကျမတို့တော့နှဆမြက်ပြီပေါ့ကောင်းလိုက်တာကြဲရည်တစ်ခွက်ကိုတကြားနဲ့ရေရောပြီးတော့ကြဲရည်တကြားကိုဖြော်လို့ရသွားတာပေါ့ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကကြဲရည်ရောင်းနေရှိတာပေါ့သူတို့လူမယားနှစ်ယောက်ကရအောင်ကက်စီနေကြရလေဘလောက်တော့ကက်စီနေလဲဆိုရင်ဘာလို့ပဲလှုပ်လို့အလုပ်တိုင်းမှာကက်စီကုတ်တော့တာပေါ့ကြဲရည်ရမယ်ချိုချိုအေးအေးမွမွေးကြဲရည်ကြဲရည်ရမယ်ကြဲရည်ကြဲရည်တစ်ခွက်လောက်ပေးပါဦး ကျတူရေမင်းဖေတော့မှဒီလောက်တောက်လို့ကောင်းပြီးတော့ချိုးရဲကြံရည်ကိုတောက်ဘူးမှမဟုတ်ဘူးနော်ကျတူရေကကာလူစီယာတွေကြံရည်ယူပြီးတော့တောက်လိုက်တော့တယ်တကယ်ဟုတ်ပဲတော်တော်လေးကိုချိုးရဲနော်ဒီလောက်ချိုးရဲကြံရည်ကတကြောက်ပါအနိုင်ယူသွားလိမ့်မယ်အကိုေရာသီဦးတို့ကရမ်းပူလာပဲနော်ရေတောက်ရင်တောက်ရင်လည်းမတောက်ချင်တော့ဘူးဒါဆိုလည်းဘောကကာလူနဲ့တနေလို့ရဲ့ဆိုင်ကနေကြံရည်တောက်တောက်ကြမယ်လေကောင်းပြီလေညီမကြားဘူးလေ ကြံရတောက်လိုက်တာနဲ့တခုလုံးကိုအင်းမြသွားစေတယ်တဲ့ခုနဲ့ဝဝဆာကလေးမတို့ကကြံရတောက်ဖို့အတွက်ရောက်လာကြတော့တယ်အကူကလူရဲ့ညမထင်ကြံရအစ်မဟုတ်လာဘူးဖြစ်မယ်တကယ်အစ်စ်ကြံရအရသာအဲ့လိုမဟုတ်ဘူးလေဟိုဝရဲ့ညမအရန်ကိုအတွေးများတာပဲဒါဆိုခိုးရင်မင်းပြောစမ်းမအောင်ငါရဲ့ကြံရဘလို့လဲတောက်ကောင်းရဲ့လားအင်းကြံရတောက်လို့ကောင်းတယ်ချိုးလဲချိုးတယ်အမှန်ပြောရရင်အရန်ကိုချိုးတာ အကိုပဲသိနိုင်မှာမလဲတကယ်ကြရဲ့အရသာအစ်စ်ကဘလို့လဲဆိုတာအကိုမသိပါဘူးစာကလေးမှနေအရင်စကားမများနဲ့တောက်เสียရှိရတော့တောက်ချေလဲခွက်ပေးပြီးတော့တော့လိုက်တော့ပေးမှာပေါ့ဒီမှာအမရဲ့ကြရဲ့ခွက်ကိုပြန်ယူလိုက်ညီမထပ်ပြီးတော့မတောက်နိုင်တော့ဘူးဘဝစာကလေးမှကြရဲ့မတောက်တော့ဘဲနဲ့ထွက်သွားလိုက်တော့တယ်ညရောက်တဲ့အခါမှာတော့တင်းတင်းကြီးကမ်းမလေးကသူ့ရဲ့ယောက်ျားကာလူကိုပြောလိုက်တော့တာပေါ့ကိုကာလူကြီးကျမတို့ဒီနေ့အရင်အားထက်နှစ်ဆမြတ်တယ်နော် အေးနှစ်ဆမျက်တာတော့ဟုတ်တယ်ကိုလည်းအဲ့လိုမျက်လိုဝမ်းသာမိပါတယ်ဒါပေမဲ့ကိုကြောက်တယ်ကွာဟိုစာကလေးမလေးကကိုတို့ရဲ့အမှန်တရားကိုဖော်ဖို့ကြိုးစားရင်ဘယ်လိုလုပ်လဲအော်အဲ့ဒီစာကလေးမအများဆုံးဘာလို့နိုင်မှာမလို့လဲကျမတို့ရဲ့ဆိုင်မှာကြံရည်လာမတောက်ုံပဲရှိမှာပေါ့နောက်တစ်ရက်ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့ကကြံရည်ဆိုင်ကိုဖွင့်တဲ့အချိန်မှာကြကြာရည်တွေကိုလှဲအောင်မှာဖွက်ထားတော့တာပေါ့အဲ့ဒီချိန်မှာပဲဘောဘဆာကလေးမကတခြားတော့ကနေကြံချောင်းတွေကိုခုတ်ယူလိုက်တော့တယ် ငါတော်ရဲကကျင်းငတ်တွေကိုစစ်မှန်တဲ့ကြက်ကြီးတိုက်မယ်။ပြီးရင်အကိုကာလူရဲ့အကြံကိုမအောင်မြင်အောင်လုပ်မယ်။အဲဒီနောက်မှာတော့ဝဝဆာကလေးမကကြံတွေကိုယူပြီးတော့ပြန်လာလိုက်တော့တယ်။နောက်တော့ကာလူချိကန်းတို့ရဲ့ဆိုင်အနီးနားမှာပဲဝဝလေးကကြံရင်ဆိုင်လေးတစ်ဆိုင်ကိုခွင်လိုက်တော့တယ်။ကြံရင်ချိုချိုအေးအေးလေးကြံရဲ့အေးမြမှုကိုပေးနိုင်တဲ့ကြံရင်ကြံရင်ရမယ်။ကြံရင်ရမယ်ကြံရင်ကိုကာလူရဲ့ဒီဆိုင်လေးမှသူ့အသက်ရှင်နေသည်မြကျမတို့ရဲ့အကြံကိုအောင်မြင်ွက်ပေးမှာမဟုတ်လားနော်။ တနေ့ဘာမှစိတ်ပူမနေနဲ့ဘဲချင်းကကမှသူ့ရဲ့ဆိုင်ကိုသွားမှာမဟုတ်ဘူးကိုရိုးဈေးချပြီးတော့ရောင်းကြတာပေါ့အဲ့နေ့မှလည်းချင်းငယ်တွေအားလုံးကကာလူချင်းကန်းစီကနေပဲကြယ်ဝဲတောက်ကြတော့တာပေါ့အင်းဘဲချင်းကကမှအကိုကာလူရဲ့အကြံစီကိုမသိကြဘူးသူတို့ကကြယ်ထဲမှာတကြားရည်တွေရောပြီးတော့ရောင်းကြတာငါရဲ့ကြယ်ရည်ကိုကြဘူးမှလာဝဲလည်းမတောက်ကြဘူးဟိုဝိုင်းနေရကြရီကိုယူပြီးတော့မြစ်ထဲကငါးတွေကိုတွတ်တိုက်လိုက်လေကြရီတောက်ဖို့အတွက်နစ်စီကိုဘယ်သူမှလာကြမှာမဟုတ်ဘူး အမားတို့ရဲ့တယုံမှန်ကိုအကုန်သိအောင်လို့လုပ်ပြမယ်။ညနေဆောင်တဲ့အထိဝဝစားကလေးမကထိုင်ဆောင်နေတော့တာပေါ့။ဒါပေမဲ့ကြည်ရင်တောက်ဖို့အတွက်ဘယ်ချင်းကကားမှဝဝစီကိုမလာကြဘူးလေ။နောက်နေ့တည့်ရမှလည်းအဲ့ဒီအတိုင်းပဲဖြစ်သွားတော့တယ်။ဘဝစာကလေးမကသူ့ရဲ့ကြယ်ရည်ဆိုင်ကိုဖွင့်ပြီးတော့អော်လိုက်တော့တယ်။ကြယ်ရည်တစ်ခွက်10ရူပီ။ကြယ်ရည်ရမယ်ကြယ်ရည်။ကြယ်ရည်တစ်ခွက်ထဲဟိုမှာ9ရူပီတဲ့နော်9ရူပီတဲ့ပဲ။ ဘောဘာဘသူက10ရူပီးပေးပြီးတော့တောက်တော့မှလဲကာလူရဲ့ဆိုင်မှာပဲကြက်ရည်တစ်ခွက်ကို9ရူပီးပဲပေးရတာအကိုရဲ့အကိုကာလူကကြက်ရည်ထဲမှာတရားရည်တွေရောထားတာလीတကယ်ကြက်ရည်အစ်စ်ကအဲ့လောက်ကြီးမချိုးဘူးကြက်ရည်အစ်စ်ရဲ့အရသာတစ်မျိုးလीဒါမှလည်းအကိုကကာလူရဲ့ကြက်ရည်ကိုပဲကြိုက်တာအဲ့လိုပြောပြီးတော့ချက်တူရည်လေးကပြန်သွားလိုက်တော့တယ်အဲ့နောက်မှာကာလူကြီးကရဲ့ဆိုင်ကိုသွားပြီးတော့ကြက်ရည်တောက်လိုက်တော့တာပေါ့ဘဝစိတ်ညစ်ညစ်နဲ့အိမ်မှာထိုင်နေတော့တယ်အမေ ချင်းငယ်တွေကတကယ့်ကြဲ့ရဲ့အစ်စ်ကိုမတော့ရသေးမချင်းတကယ့်ကြဲ့ရဲ့အစ်စ်ရဲ့အရသာကိုဖယ်သိနိုင်မှာမလဲဟုတ်တယ်သမီးအမေကချင်းငယ်တိုင်းကိုကြဲ့ရဲ့တောက်ကြည့်ဖို့ပဲပြောတိုင်းသူတို့ကဈေးပေါ်တဲ့ကြဲ့ရဲ့ကိုပဲရွေးချယ်သွားကြတယ်အမေအမေရဲ့ဆိုင်မှာတကယ့်လောက်အလကားတိုက်မယ်ဆိုပြီးတော့ကြေညာကြည့်ပါလားချင်းငယ်တွေကအလကားတောက်ပြီးတော့တကယ့်ကြဲ့ရဲ့အစ်စ်ရဲ့အရသာကိုသိလာလိမ့်မယ်သမီးသမီးရဲ့အကြံကိုအမေသဘောကျတယ်နောက်ပြန်ကြရင်အမေအဲ့ဒီအတိုင်းလုပ်ကြည့်လိုက်မယ် ။နောက်နေ့တည့်ရက်မှာတော့ဝဝဆာကိမကကြယ်ရင်အလကားတိုက်လိုက်တော့တယ်။ free 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 ကြယ်ကို free တောက်ရမှာနော်။ကြယ်ရင်အစ်စ်ကို free တောက်ရမှာ။အလကားတောက်လို့ရတယ်ဆိုတော့အတန်အောင်ကြားပြီးတော့ချင်းငတ်တိုင်းကကြယ်ရင်တောက်ဖို့ရောက်လာကြတော့တယ်။ခဏလေးအတွင်းမှာပဲဝဝဆာကိမရဲ့ဆိုင်မှာချင်းငတ်တွေကစုအောင်လာကြတော့တာပေါ့။ငါရဲ့တငယ်ချင်းတို့ရေဒါမှကြက်ရည်အစ်စ်ဘာမှရှော်ထားတာမျိုးမရှိဘူး။အင်းနည်းနည်းတော့ပော့ပဲမဲ့တောက်လို့တော့ကောင်းတာပဲ။အရင်လည်းမချုပ်ဘူး။ ကြည်ရသေးတာပေါ့ဘဝဘယ်ချိန်ထိကျင်းကတွေကိုကြဲရီအလကားတိုက်နိုင်မှာလဲသမီးလေးမိနီအမေတို့အကူကာလူရဲ့လောက်ရက်ကိုကျင်းကတွေအားလုံးသိအောင်လုပ်မှဖြစ်မယ်အကူကာလူရဲ့ကြဲရီထဲမှာဘာတွေရောခဲ့ထားလဲဆိုတာခိုးကြည့်မှဖြစ်တော့မယ်အမေဦးလေးချက်တူရေးနဲ့ဦးလေးခိုးပါအမေနဲ့အတူခေါ်သွားနော်အဲ့ဒါမှဦးလေးကာလူရဲ့လိန်ညာမှုတွေကိုအကောင်လုံးကသိသွားကြမှာအဲ့နောက်မှာတော့ဝါဆာကလေးမကချက်တူရေးစီကိုတွားလိုက်တော့တယ်အကိုညီမလေးနဲ့အတူခဏလောက်လိုက်ခဲ့ပါလား အကိုကလူရဲ့တယုံမှန်ကိုဖော်ထုတ်မှဖြစ်တော်မယ်။ဘိုးဝါဆကလေးမကကျက်တူရဲနဲ့အတူခိုးပါခေါ်ဝါလိုက်တော့တယ်။အဲဒီနောက်မှာတော့သူတို့တောင်ယောက်ကဖြင်းင်းမောင်ရဲ့အပြင်မှာထိုင်လိုက်ကြတော့တယ်။ကာလူကြီးကန်ကရေဦးကိုယူပြီးတော့တင်းတင်းကြီးကန်မလေးရဲ့ဘေးမှာထားလိုက်တော့တယ်။ကိုဒီနဲ့ညပတ်တဲ့မြစ်ထရေရေတွေအကုန်အပြစ်ဖြေလာခဲ့တယ်။ရှင်လောက်တာကောင်းတာပဲ။အဲဒီရေညပတ်တွေကိုကြားထည့်ပြီးတော့ကြားရည်လှုပ်လိုက်မယ်လေ။ပြီးကြရင်ကြားရည်ကိုရောပြီးတော့ကျင်းငက်တွေကိုကျဲရည်တိုက်လိုက်မယ်။ အဲ့လိုပြောပြီးတော့လင်မယားနေအောင်လုံးကရှိလိုက်ကြတော့တယ်။သူတို့ရဲ့စကားတွေကိုပြက်ထဲမကနေခိုးကြက်တူရင်းနဲ့စာကလေးမတို့ကနားထောင်နေကြတော့တာပေါ့။နောက်နေ့တည်းကကာလူကြီးကန်ကစိုက်ပွင့်တော့မယ့်အချိန်မှာဘဝစာကလေးမကချင်းငက်တွေအားလုံးကိုသူနဲ့အတူခေါ်သွားပြီးတော့ရောက်လာတော့တယ်။ဟိုလဲအောင်မထားထားတဲ့ခြေပုံကဘာကြီးလဲ။အဲ့ဒါဖန်ခွက်ဆေးဖို့အတွက်ရေးထည့်ထားတာလေ။ဘဝစာကလေးမကအဲ့ဒီပုံမှပြီးတော့အားလုံးရှေ့ကိုယူလာလိုက်တော့တယ်။ အဲ့ဒီပုံထဲမှာညစ်ပတ်တဲ့ချိန်နဲ့လှုပ်ထားတဲ့တရားကြီးရရှိနေတာပေါ့ထွေးထွေးမင်းကငါတို့ဒီလိုညစ်ပတ်တဲ့တရားကြီးတွေရောပြီးတော့ကြေးတိုက်တာပေါ့လေသူတို့ကိုရိုက်ကြအဲ့ဒီကာလူလင်မယားကိုရိုက်နေကြအဲ့နောက်မှာတော့ချင်းကတွေအားလုံးကချင်းကလင်မယားကိုရိုက်နေပြီးတော့တော်ရဲကနေမောင်းထုတ်လိုက်တော့တယ်အဲ့လိုနဲ့ပဲဝဝစာကလေးမလေးကကျင်းကတိအားလုံးကာလူကြီးကန်းတို့လင်မယားရဲ့လှက်ွက်ထဲကနေကဲတင်လိုက်တော့တယ် အမှန်တရားကိုရအောင်ဖော်ထုတ်လိုက်တော့တာပေါ့